အရှုံးရလာတဲ့ဆိုင်ရင်တေးတမန်းနဲ့ထိုက်တန်ခဲ့တဲ့ United အားလုံးပဲမင်္ဂလာပါ United Principal Facebook Page နဲ့ YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ် United ပြည်သက်တွေကတော့မင်းညာကရှောင်းတိုင်းရဲ့မောင်မိုက်တဲ့အိမ်မဆိုးတွေတောင်းဒီနေ့မနက်노ထားတဲ့အခါမှာတခုခုလိုအပ်နေတယ်လို့ခန်းစားရမှာတော့အမှန်ပါပဲ Premier League နောက်ဆုံး3ပွဲစား9ပွဲချက်တန်ခဲ့ရပြီးတော့ Nottingham Forest ကိုမနစ်ကရောဒီနေ့မှပါ9ပွဲမရရှိခဲ့တာကြောင့်နည်းနည်းတော့ခံမြင်ရမှာပါဒါပေမဲ့ဒီပွဲရဲ့ရလဒ်ကိုလက်မခံခြင်းလဲလက်ခံရမှာဖြစ်ပြီးအရှုံးဆိုတာထက် United တို့တေးတမန်ရခဲ့တယ်လို့မြင်ရမှာပါ တကယ်ဆိုပွဲမစခင်တည်းကအားလုံးထင်တာတဲ့ယာနဲ့ပြောင်းပြန်ဖြစ်အောင်ဖော်ရက်တို့လုပ်ပြခဲ့ပြီးရှောင်းနိုင်တယောက်အမိုရင်းနီးပြူဟာကိုတေချာအင်ဇာလုလာခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်လက်ရှိညတော်မှာအလုံးဖြစ်နေတဲ့အဘူမိုအာမတ်ဒီယာလိုတို့ရဲ့တိုက်စစ်တွေကိုဖျက်ဆီးနိုင်ခဲ့ပြီးခန်းစစ်ကိုမမထထန်ကစားပြခဲ့ပါတယ်။ဒီအချက်တွေကြောင့်ပဲ United တို့အခက်တွေ့ခဲ့ပြီးအမိုရင်အဖြစ်ရှာမယ့်ပုံစံတစ်ပုဒ်ကိုလည်းရှောင်းတိုက်ကပြလိုက်ပါတယ်။ United တို့ဒီပွဲမှာအရင်ပွဲတွေလောက်ခြေစွမ်းမပြနိုင်ပဲ Northern Forest ရဲ့ PR ပြမှုကိုမကြာခဏရင်ဆိုင်ခဲ့ရပါတယ်။ ီဘက်ကိုနီးပြအမော်ရင်အနေနဲ့ပြီးခဲ့တဲ့ Brighton ကိုအနိုင်ရခဲ့တဲ့လူစင်းတိုင်းပွဲထုတ်လာခဲ့ပြီးအပြောင်းလဲပြုလုပ်လာခြင်းတစုံတရာမရှိခဲ့ပါဘူး။ခန်းစစ်နောက်တန်း၃ရက်မှာ Lanyro, Delic, Luxor နဲ့ဝက်ဘတ်မှာ Armand Dalo, ကွင်းလက်မှာ Casemiro, Fernandes အတွဲကိုပဲတုံးလာပြီးတက်စစ်မှာ Konya, Abumo, Shakuru နဲ့ပွဲထုတ်လာခဲ့ပါတယ်။ဒီဘက်က Northern Forest တို့ကတော့0-3ပုံစံနဲ့ခင်းချင်းလာခဲ့ပြီးကွင်းလက်မှာ United တို့ခေါ်ယူဖို့စောင့်ကြည့်နေတဲ့ Anderson ပွဲထွက်လာခဲ့က Hassan Odoi, Gay White, Andrei Gisset စတဲ့အဓိကကစားသမားချို့နဲ့ပွဲထွက်လာခဲ့ပါတယ်။ ဝက်ဆက်ဆာညင်းဆိုသလို Asian Doctor Hanforak က United ကိုဖွင့်ကစားလာခဲ့ပြီးဖိအားပေးဖို့ကြိုးစားလာခဲ့ပါတယ်။ Hassan Odrain Andrino ရဲ့တိုက်စစ်က United ကိုအလုရှုပ်စေခဲ့ပြီးကိုပေါ့ချင်းချမှုအနေငယ်ကိုမြင်တွေ့ခဲ့ရပါတယ်။ United ဘက်ကလည်းအကောင်းဆုံးတုံ့ပြန်ခဲ့ပြီး Amumu ရဲ့ဖြတ်တင်ပေးမှုကိုရှက်ကိုကခေါင်းတိုက်ဆုံးသတ်ဖို့ကြိုးစားခဲ့ပေမဲ့ Sabota ရဲ့ရှင်းထုတ်မှုကနေတောက်ကံပေါ်ရခဲ့ပါတယ်။အဲ့ဒီတောင်းကန်ဘောကနေပဲ United တို့အဖွင့်ကိုရဖို့အမြင့်တွေလာခဲ့ပါတယ်။အဆိုပါတောင်းကန်ဘောကိုပွဲကစားချိန်34မိနစ်မှာ Bruno Fernandes ကကန်တင်ပေးခဲ့ပြီး ကက်ဆီမဲရိုကအကောင်းဆုံးကောင်းတိုက်သွင်းယူခဲ့ကဥဆောင်ကိုကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။ယူနိုက်တက်တို့ဥဆောင်ကိုရရှိပြီးတဲ့နောက်မှာတော့ပွဲကတော်လေးကိုကြီးကောင်းလာခဲ့ပြီး Forex ရဲ့ဂိုးပေါက်ချေချောက်မှုတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ယူနိုက်တက်ဘက်ကလည်းကွန်ညာရဲ့ဂိုးပေါက်ချေချောက်မှုတွေပြုလုပ်နိုင်ခဲ့ပြီးပထမပိုင်းပြီးဆုံးခဲ့ပါတယ်။ မာလိုင်းပြီးဆုံးပြီးဒုတိယပိုင်းပြန်လည်စတင်ရမှာတော့ပွဲကစားချင်း58မိနစ်မှာရဲချဲဖန်တီပေးမှုကို United နဲ့ရင်ဆိုင်နိုင်ဒုက္ခပေးနေကြဖြစ်တဲ့ Gwight ကပဲကောင်းတိုက်သွင်းယူပြီးခြေပါကိုပြန်လည်ရရှိခဲ့ပါတယ်။ United ခြေပါကိုပြတ်ပေးရပြီးနောက်တိတ်မချခင်မှာပဲ Goria ပေါက်ထဲမှာရှုပ်ရှက်ခတ်နေတဲ့ဂျားတွေကနေစာဘူနာရဲ့ပိတ်သွင်းမှုကနေတစ်ဆင့်ထပ်မံကူပေးလိုက်ရပါတယ်။ဒီနေရာမှာပြောစရာရှိတာတခုက United တို့2မိနစ်အတွင်းသွင်းကုန်းကိုကိုကွန်ပျူပေးလိုက်ရတာကအတော်လေးရုပ်ပေါက်ခဲ့တာပါ။ပိုဆိုးတာတခုက United ရဲ့အားအနေဆုံးဖြစ်တဲ့ Sapphire ကနေဆင်းသက်လာခဲ့တာဖြစ်ပါတယ်။ အမော်ရီအနေနဲ့ခန်းစစ်မှာထပ်ပြီးအပြေရှာရမယ့်ပြဿနာကစက်ပြီးပိုင်းကိုဘလို့ကင်တွယ်မလဲဆိုတာပါ ground jewel တွေမှာ delay ရိုရိုရှော့တို့ကအရန်ကောင်းတဲ့ပုံစံတစ်ခုမှရှိနေပေမယ့်အမြင်ပေါ်ရှင်းထုတ်တဲ့ပိုင်းမှာအတော်လေးအားနည်းနေကြတာဖြစ်ပါတယ်ဒါပြင်ပေးလိုက်တဲ့ငကိုလုံးကဒီကိုတာလို့ရဲ့ဘယ်ဘက်ချမ်းကနေဆင်းသက်လာတာဖြစ်ပါတယ်ဒီဘက်မှာဒါလုံးအနေနဲ့တိုက်စစ်မှာလက်ခံလို့ရတဲ့ခြေစွမ်းမျိုးပြသခဲ့ပေမယ့်ခန်းစစ်မှာအန်တိုင်းကိုမထိန်းနိုင်ခဲ့တာကြောင့်အခုလို goal တွေပေးရဖို့အကြောင်းဖန်လာတာဖြစ်ပါတယ်ဒါကိုတိတဲ့အမော်ရင်တယောက်ပွဲကစားချိန်68မိနစ်မှာပဲဒေါ်ကူးနဲ့လူစားလိုက်ခဲ့ပြီးပွဲကိုတမျိုးတစ်ပုံပြောင်းလဲဖို့စတင်ကြိုးစားလာပါတယ်။ ဝယ်ကစားချိန်87မိနစ်မှာအာမတ်ဒီယာလိုရဲ့ကောင်းမွန်တဲ့ပိတ်သွင်းမှုကနေယူနိုက်တက်ကိုချီပါကိုပြန်လည်ရရှိခဲ့ပြီးအသက်ရှူချောင်းစီခဲ့ပါတယ်ချီပါကိုပြန်လည်ရရှိပြီးနောက်ပိုင်းဖော်ရက်ရဲ့ချစ်လက်တဲ့ခန်းစစ်ကစားပုံကြောင့်ယူနိုက်တက်ကိုဂိုးရဖို့ခက်ခဲခဲ့ပါတယ်သူတို့ဖြင့်အပူမိုနဲ့အာမတ်ရဲ့ညာတော်မှန်ကိုဘောလုံးမရမကလိုက်ဖြတ်နေတာတွေကြောင့်လည်းထင်သလောက်အလုံးမဖြစ်ခဲ့တာပါ ဖိုရန်အနေနဲ့ကလည်းယူနိုက်တက်ကိုထိရောက်တဲ့ဂိုးပေါက်ချင်းချောက်မှုတွေဒုတိယပိုင်းတစ်ပိုင်းလုံးပိုပြီးပြုလုပ်နိုင်တာကိုမြင်တွေ့ခဲ့ရပါတယ်။ယူနိုက်တက်တို့အနေနဲ့ပွဲပြီးဆုံးခံပြီးမိနစ်ပိုင်းခြားမှာအမတ်တီယာလိုရဲ့ကန်သွင်းမှုကဂိုးရဖို့ခွင့်ရတော်တော်ကိုနှိစက်ခဲ့ပေမယ့်ပြမက်ခန်းစစ်ကစားသမားကိုထိပြီးပြန်ထွက်လာခဲ့တာကြောင့် ယူနိုက်တက်တို့အနိုင်၃ဘတ်ရရှိရေးကနေကက်တီလေးလွဲချော်ခဲ့ရပါတယ်။ဒီလိုနဲ့ပွဲပြီးဆုံးခဲ့ပြီးယူနိုက်တက်တို့အတွက်အနိုင်၃ဘတ်မရရှိခဲ့ပေမဲ့ The City Ground မှာထိုက်တန်နဲ့တေးတမတ်ရယူခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။အဲဒါကိုချင်းငင်ကြရတဲ့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ United Principal Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်။